ရင်းနှီးတို့ပွဲစီဖို့လာမယ့်နေရာဒီမှာခေါ်ယူတဲ့ကစားသမား၃ဦးကိုပြောပြလိုက်တယ်ကန်နဝေရွန်နီအားလုံးမင်္ဂလာပါဝေရွန်နီကတော့သူ့ရဲ့အတင်းဟောင်းဂေဂျီတို့ထိပ်သီးပြန်ဖြစ်ဖို့တဲ့ဒီကစားသမား၃ဦးကိုလာမယ့်နေရာဒီမှာခေါ်ယူလိုက်တဲ့ကြောင်းအကြံပေးလာခဲ့ပြီဖြစ်ပါတယ်ရွန်နီခေါ်ယူစီခဲ့တဲ့ကစားသမား၃ဦးမှာဒူကာ K2C မှာကစားခဲ့ဖို့တဲ့ကစားသမားဟောင်းဖြစ်ပါတယ်နီးပြဘဝမှာသာတိုင်ပက်ခဲ့ပေမဲ့ရွန်နီကကစားသမားဘဝတုန်းကဘာဆိုလားဖြစ်ခဲ့တဲ့သူပါဂေမူးတင်သမားရဲ့ဂိုးတင်များဆုံးကစားသမားဖြစ်တယ်လို့အင်္ဂလန်လက်ရွေးစင်အတွက်လည်းဂိုးတင်များဆုံးကစားသမားဖြစ်ခဲ့ဖို့သူဖြစ်ပါတယ်ဒါပေမဲ့နီးပြဘဝမှာတော့ကယ်ရီနေဗီနဲ့နီလာ လာဖြစ်ခဲ့ပြီးဘယ်တင်းကန်ကန်တန်းစစ်နဲ့မှတ်တမ်းဆိုတော့မှရှိခဲ့တာပါ။ဒါကြောင့်လဲရော်နီအနေနဲ့ဘလိုက်မော့တဲနဲ့လမ်းခွဲပြီးတဲ့နောက်မှာနီးပြပွားလေးပြန်လည်မဝင်ရောက်တော့ပဲတတိမီဒီယာဘက်မှဝေဖန်လေကန်ရေးပဲလုပ်နေတော့တာပါ။လက်ရှိမှာအော်မိုရီကိုသဘောမချဖြစ်နေတဲ့ဂိတ်ဖန်အနေနဲ့ရော်နီကိုနီးပြဖြစ်နေခန့်လိုက်မယ်ဆိုရင်နင်းနေလာရွှေနဲ့မြောက်ဆိုသလိုဖြစ်သွားနိုင်ပါတယ်။အခုဆိုရင်တော့ရော်နီကသူ့ရဲ့အတင်းဟောင်းကိုဒီကစားသမားတုံးခေါ်ယူဖို့အကြံပေးလာခဲ့ပါတယ်။ရော်နီကတိုက်စစ်မိုတိုးဘိုးကန်စစ်မိုတိုးနဲ့ဂိုးသမားတအိုးတို့ကိုခေါ်ယူစေချင်နေတာပါ။ဒီကစားနဲ့ပတ်သက်ပြီးတော့သူကကျွန်တော်ကတော့ဒီကီယာကိုပြန်ခေါ်စေချင်ပါတယ်။မန်ချက်စတာယူနိုက်တက်လိုအပ်နေတာသူ့လိုပဲကျွန်တော်ထင်ပါတယ်။ ယ်သူကအတင်းတွေအကောင်းဆုံးလုံနိုင်စေပေးလို့လေကျွန်တော်ထင်ပါတယ်နောက်ထပ်ခေါ်တင်တဲ့ကစားသမားကတော့ Victor Osimhen ဖြစ်ပါတယ်သူကကျွန်တော်မှာကိုကစားသမားတအုပ်အနေနဲ့တိတ်ကိုကောင်းတဲ့တိုက်စင်မှုဖြစ်ပါတယ်ပြီးတော့ခေါ်ယူလို့လည်းရနိုင်နေပါတယ်နောက်ထပ်တတိယတစ်ယောက်ကတော့ Mac ပါသူ့ကိုခေါ်ဖို့ခက်မယ်ဆိုပြီးမှဘိုးနောက်ခံလို့ဖြစ်နေ Crystal Palace ကလည်းခေါ်ယူဖို့ကြိုးစားတက်ပါတယ်သူကအတင်းတွေတကယ်ကိုအကျိုးဖြစ်စီမဲ့ခေါ်ယူမှုဖြစ်လာမှာပါဆိုပြီးတော့ပြောခဲ့ပါတယ်ဒီအားဒီမှာပုံမှန်ဖို့ရုန်းကန်နေရပြီးတိုင်ပတ်လို့ရိုင်းထွက်နေတဲ့ဂိမ်းမှုတို့ဟာအပြောင်းလဲတွေလုပ်တင်တာတွေတော့အမှန်ပဲဖြစ်ပါတယ်ရာသီအစကတည်းကဘာဖြစ်လို့ဖြစ်ချင်နေမှမသိအောင်ကိုပုံကြောင်နေတဲ့ဂိမ်းမှုတို့ဟာရာသီကုန်တဲ့အထိလဲအပြေရှားမတွေ့ခဲ့ ရပါဘူး။တရားဒီမှာဂိမိုးတို့ဟာတိုက်စစ်ကလေးကိုမတွေ့တတ်၊ကွင်းလေကလေးအလုံးမဖြစ်၊ဂန်းစစ်ကလေးရောက်ဖချက်အုပ်တိုင်းနဲ့ကောင်းတဲ့ပိုင်းလေးတော့မှရှာကြံပြောပေးစရာမရှိဘူးပဲဖြစ်ပါလိမ့်။ကံလီတိုင်းရှုံးနေပြီးဘလို့ကံကံကိုမနိုင်ဖြစ်နေပါလိမ့်။အိမ်ကွင်းလည်းမနိုင်၊အဝေးကွင်းလည်းမနိုင်၊အသင်းကြီးလည်းမနိုင်၊အသင်းငယ်လည်းမနိုင်၊နိုင်ရမယ်ပွဲလည်းမနိုင်၊ရုံးရမယ်ပွဲလည်းမနိုင်နဲ့အနိုင်ဆိုတော့ဆိုတော့လားဖြစ်နေပါလိမ့်။ဂိမိုးတို့ဟာကိုယ်တော်မနေရာကိုလည်းအပြောင်းလဲလုပ်တင်နေပြီးဖြစ်ပါလိမ့်။ဆိုင်းစရာလေးအန်ဒရီယိုနာနာနေနဲ့ပြီးခဲ့တဲ့ရာသီကလေးကအသင်းကိုဒုက္ခပေးလာလိုက်တာဟာဒီနေ့လည်းဘာမှမထူးခြားတာဒုက္ခပေးနေစေပါပဲ။ပေးလိုက်ရတဲ့ဂိုးတွေဂိုးတွေဆိုတော့ဘလို့မှကိုတိတ်ပဲမရှိပါဘူး။ယူနိုက်တက်ဟာ 2023နှစ်ရာသီမှာစာချုပ်သက်တမ်းကုန်သွားတဲ့ဒီကိယာကိုလက်လွတ်ပြီးအိုနာလာကိုပြောင်းရွှေ့ပြီးပေါင်တန်း90နဲ့ဒေတာမီလီယံကနေခိုးယူခဲ့ပါတယ်။ဒီလိုနဲ့ပို့ထောက်မှတောင်ပေါ်မှန်းတည်ဆူသလိုအိုနာလာကဂျင်းကိုမှအတက်ကလေးနဲ့ဖြစ်နေတာဖြစ်ပြီးအင်မတန်ကောင်မှဂေမိုးတို့တဲ့ဒုက္ခများစရာပါ။ Brothers နာလည်းတစ်လေ၊ White Lion ကလည်းတိုက်စစ်မှာနှစ်ပန်းတက်နေပြီးတော့ခိုးတယ်မသွင်းနိုင်ဖြစ်နေပါတယ်။ဂေမိုးတို့ကဘယ်ကစားသမားတွေကိုအားဖြည့်သွားမလဲ။ဆက်လက်စောင့်ကြည့်ရမှာပါ။တီရှူပေးလို့ကျေးဇူးတင်ပါတယ်။